ကျွန်တော်ဘာလို့စားဖတ်တာလဲကျွန်တော်ဘာလို့ဒီအသက်25နှစ်မှာဒီနိုင်ငံရသွားလဲစာအုပ်တအုပ်ယူရတာလဲကျွန်တော်အပြင်သွားလဲစာအုပ်တအုပ်ယူရတာလဲအဲကျွန်တော်ဘာလို့အဓိကကစားဖတ်တာလဲကျွန်တော်အဲ့ဒီဗီဒီယိုမှာရှင်းပြပါမယ်ကျွန်တော်အလုံးမဲ့ TV ကြရထင်ပါမှာကျွန်တော်ရဲ့ဗီဒီယိုကြည့်ဘူးရဆိုလို့ရှိရင်ကျွန်တော်ကဒီဘန်ကောက်သွားရင်တော့မှကျွန်တော်စာအုပ်ဆိုင်မှာသွားတာအဲကျွန်တော်ဘယ်သွားသွားအဲစာအုပ်ဆိုင်မှာသွားတာဆိုတော့ကျွန်တော် VNN မှာလဲစာအုပ်ဆိုင်မှာသွားတာဆိုတော့ကျွန်တော်ဘာဖြစ်လို့စာအုပ်စာအုပ်ကိုအဲ့လောက်သဘောကျတာလဲဆိုတော့ကျွန်တော်ပြောပြပါမယ် ကျွန်တော်အားလုံးကတီးတဲ့လောက်လုံနေကြဖြစ်ပါတယ်ကျွန်တော်အားလုံးကတီးတဲ့လောက်တက်တဲ့လောက်လုံနေရွေးချယ်နေကြဖြစ်ပါတယ်ကျွန်တော်အားလုံးကနေ့စဉ်ရွေးချယ်မှုပြုလုပ်နေကြဖြစ်ပါတယ်ကျွန်တော်ဘာလုပ်မလဲဘာစားမလဲဘယ်သူနဲ့အဲစကားပြောမလဲကျွန်တော်ဘာလုပ်မလဲဘယ်လိုဆုံးဖြတ်ချက်ချမလဲဘယ်သူဘယ်လိုပြောမလဲဒါရအကုန်လုံးကနေ့စဉ်မှာဒီနေ့တွေတူကဆုံးဖြတ်နေရတာဖြစ်ပါတယ်အဲဆုံးဖြတ်ချက်တွေကျွန်တော်တို့တိတိလောက်လာတာဖြစ်ပါတယ်ကျွန်တော်တို့စိတ်ထဲမှာရှိတဲ့လောက်အတိညာနဲ့ဆုံးဖြတ်တာဖြစ်ပါတယ်အဲ့တော့ ်တချို့ဆုံးမချက်တွေကကျွန်တော်တို့ရှိရဲ့အသိဉာဏ်နဲ့မလုံလောက်တဲ့အခါမှာကျွန်တော်တို့ကပေးဆက်ရပါတယ်အဲကျွန်တော်တို့အချင်းတို့တွင်းပေးဆက်မလားအတွေ့အကြုံနဲ့ရင်းပြီးပေးဆက်မလားအချင်းတို့တွင်းပေးဆက်တာကြတော့ကျွန်တော်စာဖတ်လိုက်တယ်သူများအတွေ့အကြုံကနေကျွန်တော်ကယူပြီးတော့ကိုကိုအတွက်အကောင်းဖို့အသုံးချလိုက်တယ်နောက်တစ်ခါကျတော့ကိုကိုဒီအချင်းတစ်ခုပေးပေးပြီးမှတိလိုက်ရတဲ့အသိဉာဏ်နေကိုကိုအချင်းတစ်ခုပေးလိုက်ပြီးရင်းလိုက်တယ်ပြီးမှကျွန်တော်ကတိလာတယ်ပြီးမှအော်ဆုံးမချက်မှန်သွားတယ်ဆိုတော့အဲ့နလန်းရှိပါတယ်ဒါပေမဲ့ဒီစီးပွားသမားရေဆိုတိပါလိမ့်မယ် အဲ ROI ဆိုတာရှိပါတယ် return on investment ဘယ်ဟာကပို့ပြီးတော့နည်းနည်းချင်းများများရလဲဆိုလို့ရှိရင်ဒီစာဖတ်တာပို့ပြီးတော့နည်းနည်းချင်းများများရပါတယ်ဒါကျွန်တော်ခံယူထားတဲ့အတွေ့ဖြစ်ပါတယ်ပြီးရင်ကျွန်တော်စာဖတ်တဲ့သဘောကြားတယ်သူကကျွန်တော်အိုင်အွန်စူးစိုက်မှုကောင်းစေတယ်ဒီ risk တွေကျွန်တော် view တွေပွတ်နေမဲ့အစား ASC နဲ့ဒီအိုင်အွန်စိုက်လို့ရစေတယ်ဆိုတော့ဒါလေးတွေကကျွန်တော်ကျွန်တော်ဒီစာအုပ်နဲ့ပတ်သက်ပြီးသဘောကြားတဲ့အချက်တချို့ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်အောင်စုံဝမ်းမှာ3ရက်တက်ကိုပြောင်းနေအသက်25နှစ်ရွယ်လုံငန်းတက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်